ကြည့်ရှုနေကြတဲ့တာတာမီမီတို့ရဲ့မိခင်ဖခင်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်လိုက်ပါရစေ။ဆရာဒေါက်တာဆိုင်းမြတ်တို့ပါ။ဒီနေ့မှာတော့ဆရာတို့တွေကလေးကျန်းမာရေးခေါင်းစဉ်တွေကအရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ကလေးတွေနဲ့ screen time ဆိုတဲ့အကြောင်းကိုဒါဆရာတို့ပြောပြသွားမှာပဲဖြစ်ပါတယ်။နောက်တော့ဒီဘက်ခေတ်မှာဒါ digital kit တိုးတက်လာတာနဲ့အများကလေးငယ်တွေကိုလည်းဒါဆရာတို့ phone TV ဒီ screen တွေနဲ့ထိတွေ့မှုကပိုပြီးတော့များလာတာပေါ့နော်။အဲ့တော့ဒီလိုများလာခြင်းရဲ့နောက်မှာကောင်းခြင်းဆိုးခြင်းတွေအကုန်လုံးတွဲပြီးတော့ ပါလာပါတယ်အဲ့ဒီအထွက်ကြောင့်မလို့ကလေးတွေ digital time များလာတာနဲ့ပတ်သက်ပြီးတော့ကောင်းရာအဆိုးရာဘာတွေလောက်ရမလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးသွားပါမယ်နော်ဟုတ်ပြီအဲ့တော့အရင်ဆုံးဆရာတို့ဒီဖုန်း TV ကလေးတွေကိုပေးကြည့်တင်လားပေးမကြည့်တင်ဘူးလားဒီကနေစအောင်ပါပေါ့နော်အဲ့တော့ဒါဆရာတို့ကလေးမိဘတွေကဘာရည်ရွယ်ချက်နဲ့ကလေးကိုဒီဖုန်း TV ကွန်ပျူတာ screen တွေပေးကြည့်တယ်လဲဆိုတာဒီဟာလေးကပြောဖို့အရေးကြီးတယ်နော်အဲ့တော့ဒါဆရာတို့ကလေးတယောက်အတွက်နော်သူ့ရဲ့ဟို အုံနောက်ဖွံ့ဖြိုးတိုးတက်မှုအတွက်ပဲဖြစ်စေဒါမှမဟုတ်ကလေးပညာသင်ပေးဖို့အတွက်ပဲဖြစ်စေနော်သူ့အရွယ်အလိုက်ငယ်သေးတဲ့အရွယ်မှာကလေးတချင်းလေးတွေဖွင့်ပြတာအဲနောက်ကြီးလာတဲ့အချိန်မှာ academic purpose ပေါ့နော်ဒါကြောင့်စာသင်ဖို့အတွက်ကို laptop တွေနဲ့စာသင်ကြရတာတွေရှိတယ်လေနော် online ကနေစာသင်တာတွေရှိတယ်ဒီအတွက်လောက်ရတာဒီရတော့ဒါဆရာတို့ရှောင်ဆွဲလို့မရဘူးအဲ့ဒီအတွက် digital time ပေးတာကတော့ပေးတင်ပါတယ်ရပါတယ်ဒါပေမဲ့လည်းဒါအောင်လဲဆရာတို့ကဘလောက်အတိုင်းတာထိလဲဆိုတာလည်းပြန်ထိမို့လိုသေးတာပေါ့နော် ဲ့တခါတလေကြတော့ဒါမိဘတွေကမအားလို့ဖြစ်စေသို့မဟုတ်ကိုကဒီအကြောင်းဘုံတုဒ္ဒမသိလို့ဖြစ်စေเนาะကလေးကိုဒါကာတွန်းတွေပေးကြည့်ထားတာအကြာကြီးဖြစ်နေတာเนาะဖုန်းနဲ့ဒီ TikTok Facebook မှာဒါကလေးကိုပေးပြီးတော့ဖွင့်ပြထားတာเนาะကလေးအတွက်သူ့ကိုဟို digital အတိုင်းအများကြီးပေါ့เนาะလိုအပ်တာထက်ပိုပြီးပေးမိတာတွေရှိတတ်ပါတယ်အဲ့ဒါကတလေကလေးမိပါတွေမအားတဲ့အခါမှာကလေးတိုင်းနဲ့ထားခဲ့တာသို့မဟုတ်ကလေးကလေးချင်းပြန်ပြီးတော့ထိန်းခိုင်းတဲ့အခါတွေမှာ ဒါတခြားကလေးနဲ့ထိန်းခိုင်းထားရဆိုရင်ဒီကလေးအကြီးကသူလဲဆော့ချင်မှာပဲအဲ့တော့အငယ်ကိုမထိန်းချင်တော့အငယ်ကိုဖုန်းတစ်လုံးနဲ့ပေးထားခဲ့ပြီးသူ့ကသူလုပ်ချင်အောင်လုပ်နေရတာမျိုးလေးတွေလည်းရှိတတ်တာပေါ့နော်ဒီကနေတစဉ်ဆရာတို့ရဲ့ screen time တွေများလာတတ်ပါတယ်เนาะအဲ့တော့ screen time ကဘယ်လောက်ရှိရမလဲပေါ့နော်ကလေးတစ်ယောက်မှာဘယ်လောက်ထိအများဆုံးပေးလို့ရသလဲဆိုတာလည်းသိဖို့အရေးကြီးသေးတယ်เนาะအဲ့တော့ကလေးတစ်ယောက်ကိုဒါဆရာတို့မွေးကင်းစားကနေအသက်2နှစ်အထိဒီကြားတဲ့ကတော့ပုံမှန် usual ဒီ no screen time မှာเนาะဆရာတို့ screen time မပေးရပါဘူး အဲနှစ်နှစ်ကနေ၅နှစ်အရွယ်အထိဆိုတော့ဆရာတို့တနာကြီးတနာကြီးခွဲလောက်အထိပေးလို့ရပါတယ်ဒါတော့မှပဲဒါဆရာတို့ဇက်တိုက်ကြီးမပေးစီခြင်းဘူးเนาะဆိုတော့သူ့ကိုတနင်္ဂနွေမှတစ်ဖြတ်တစ်ဖြတ်လေးပေါ့နော်ဒီလိုလေးလုပ်ပေးစီခြင်းပါတယ်အဲ၅နှစ်ကျော်သွားတဲ့ကလေးတွေမှာတော့နှစ်နာရီသုံးနာရီခန့်ဒါတော့မှပဲဒါဆရာတို့အတိတ်ကပေါ့နော်ဟိုတင်ကြားရေးနဲ့ပတ်သက်တဲ့အထောက်အကူပြုဖို့အတွက်ပို့ပြီးတော့အသုံးပြုပေးစီခြင်းပါတယ်เนาะဆိုတော့ဒီအတိုင်းအတာအတွင်းလောက်ဆိုရင်ဆရာတို့လက်ခံလို့ရပါတယ်အဲဒါတော့မှပဲဆရာတို့ ဒီတနားီတနားီခွဲကြီးကိုတောက်ချောက်ကြီးပေးကြည့်တာမဟုတ်ဘူးပေါ့နော်15မိနစ်လောက်ကြီးလိုက်အဲနားလိုက်နောက်ပြန်ပြီးတော့ပေးကြည့်လိုက်ဒီလိုလေးလုပ်ပေးနိုင်ရင်ပိုကောင်းပါမယ်စာတင်တဲ့ကလေးတွေဆိုလို့ရှိရင်လည်းစာတင်နဲ့ဒါနာယီဝက်လောက်ဖြစ်သွားတယ်ဆိုလို့ရှိရင်ခဏလေး break 5မိနစ်လောက်တို့အပြင်ကိုခဏလေးပြန်ပေးကြည့်လိုက်ပြီးတော့မှပြန်ပြီးတော့ဒီ digital screen နဲ့စာပြန်သင်ဒီလိုမျိုးလေးလုပ်ပေးနိုင်မယ်ဆိုရင်ပိုပြီးတော့တင့်တော်ပါတယ်နော်အဲ့တော့ကလေးတစ်ယောက်ကဒါ screen time အရင်များသွားရင် ဘာတွေဖြစ်နိုင်တယ်လဲပေါ့နော်ဒါသိထားဖို့လိုအပ်တယ်ဒါတွေသိမှကိုယ်ကလေးကစဖြစ်နေပြီလားဆိုတာကိုလည်းမိဘတွေအနေနဲ့ဂျူပြီးတော့ဒါခံမှန်းနိုင်မှာဂျူပြီးတော့ချိုချိုတင်တင်ကုသနိုင်မှာပေါ့နော်အဲ့တော့စဆာချင်းကလေးစရင်တိုင်းအရန်များလာရဲ့သူ့မျက်လုံးကပုတ်ခတ်ပုတ်ခတ်ဖြစ်လာတာပေါ့နော်ဆိုတော့ तू ကြည့်လေကြည့်လေ तू တိတ်ပြီးတော့မျက်စိတွေကညောင်းလာတဲ့အခါမှာပုတ်ခတ်ပုတ်ခတ်တွေဖြစ်လေနော်ဒီထက်ပိုဆိုးလာရင်ကလေးကခေါင်းတွေကိုက်လာတတ်တယ်တဝါးဝါးတန်းလာမယ် နော်အမ်မဲဒီအစ်စ်နေထိရောက်လာနိုင်တယ်မူးမဲပေါ့နော်ပြောတတ်တဲ့ကလေးအရွယ်ကြရင်တော့ဒါဒီပြောနိုင်တာပေါ့လေမပြောတတ်တဲ့ကလေးကြရင်တော့ကလေးကအမြဲတမ်းနှုံးချီပြီးတော့ကလေးကဖုန်းကြည့်လို့ရှင်တီဗီကြည့်လို့ရှင်စကြောတွေဒီလိုတွေလိမ့်နာတော့နာနော်မျက်နှာတွေအကြောလိုက်တယ်လို့အင်းအင်းဆွဲသွားတာအဲ့ဒါမျိုးလေးတွေကအစဖြစ်လာတတ်ပါတယ်နော်ဒါတွေကကလေးအဲပထမအဆင့်ပေါ့နော်စစချက်ဒီ TV တွေ screen တွေကြည့်တာများတဲ့အခါမှာဖြစ်လာတတ်တာလေးတွေပါအဲနောက်ပိုင်းဒီထက်သိုးသွားရင်ကြတော့နော်တချို့ ဟိုမအားလို့ဆိုပြီးတလေးကိုတနေ့ကဖုန်းနဲ့ပြစ်ထားခဲ့တာတော့ဘာလို့ဖြစ်တာရှိပါတယ်เนาะဆရာတို့စေကန်းနေမှာလည်းကြုံနေရတာပဲเนาะဆိုတော့အများများသွားတဲ့အချိန်ကြာရင်တော့ကလေးကဒီအများသောအားဖြင့် toddler အွယ်လေးတွေပေါ့เนาะဆရာတို့နှစ်နှစ်သုံးနှစ်အွယ်လေးတွေသူ့ကိုအချားကြီးပေးချီထားလို့ရှိရင်သူကအပြင်လောကနဲ့လည်းဆက်ဆံမှုကတိတ်မရှိတော့ဒီထဲကိုပဲအာရုံရောက်နေတဲ့အခါသူ့ရဲ့ပြပလှုပ်ရှားမှုတွေကလည်းထားပါတော့ ဟုတ်သူကြည်နေတာတော်မန်ချယ်ရီလေးပဲကြည်နေတယ်ပဲဖြစ်ဖြစ်ပေါ့နော်အထက်ကအကောင်လေးတွေရဲ့လှုပ်ရှားမှုမျိုးလေးတွေဖြစ်လာတယ်အကောင်လေးတွေကစကားမပြောတော့အပြင်မှာလည်းသူစကားမပြောတော့ဘူးအဲဒါမှမဟုတ်ပြောတဲ့စကားတွေကလည်းကောင်းကောင်းနားလည်နိုင်တဲ့စကားတွေမဟုတ်တော့ဘူးပေါ့နော်ဒါမျိုးတွေဖြစ်လာတယ်အဲဒီထက်ပိုဆိုးလာရင်ဆရာတို့ attention မရတော့ဘူးနော်အဖေကခေါ်လည်းမထူးတော့ဘူးအမေကခေါ်လည်းမထူးတော့ဘူးနောက်ပိုင်းလှုပ်ခိုင်းတာလည်းမလှုပ်တော့ဘူးဒီလိုလက္ခဏာလေးတွေ ADHD ရဲ့လက္ခဏာလေးတွေနဲ့တူတာလေးတွေထိပါဆက်ပြီးတော့ဖြစ်လာနိုင်ပါတယ်နော်ဒါတွေကတော့ဆရာတို့ မကောင်းတဲ့အချက်ကလေးတွေဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ဒါဆရာတို့ဘယ်လိုပြန်ပြီးတော့သူတို့ကိုတက်တာအောင်လုပ်ကြမလဲဘယ်လိုကာကွယ်ချမလဲပေါ့နော်။အဲ့တော့အဓိကကတော့ဖြစ်ရတဲ့အကြောင်းရင်းကိုသိဖို့လိုအပ်တယ်။နော်ဆိုတော့ဒါဆရာတို့အခုဟိုသူတို့ပြထားလိုက်လို့ထားပါတော့အဲ့လိုလက္ခဏာလေးတွေစပြနေပြီဆိုရင်ဖြစ်စေတဲ့အကြောင်းရင်းကိုဖြတ်လိုက်။ဖုန်းပေးထားတာများနေလားကိုယ့်အကူ limit လေးနဲ့ထားနော် TV ပေးထားတာများနေလား limit လေးနဲ့ပြန်ပြီးတော့ထားဒါအရေးအကြီးဆုံးပဲနော်အဲ့တော့ဒီလိုမျိုးဖြတ်ပြီးလို့ရှိရင်ပြန်ပြီးတော့သူ့ကိုတတ်တာအောင် သူနဲ့နော်ဒီဖုန်း TV ဖြတ်လိုက်လို့ရှိရင်ကလေးတယောက်က तू လုံးဆရာမရှိရင် तू ဘာလို့မှမသိရင်ဒါပဲလုံးချင်နေမှာပဲနော်အဲ့ဒီအချိန်မှာကိုက तू နဲ့တူတူဆော့ပေးတာကလေးကလေးချင်းကစားခိုင်းတာကစားကွင်းပို့ပေးတာဒါမျိုးလေးတွေလုပ်ပေးလို့ရပါတယ်နော်ဆိုတော့ now ကလေးကိုလေဒီအထားပါတော့မကြည့်မနေရဘူးမကြည့်မဖြစ်တဲ့ကိစ္စလေးတွေရှိလို့နော်ဒီစာသင်ရမယ့်ကိစ္စလေးတွေရှိလို့ပေးကြည့်တယ်ဆိုလို့ရှိရင်သို့မဟုတ်ညာဘက်လေးတွေပေးကြည့်ပြီးတော့မှအိတ်ခိုင်းမယ်ဒါမျိုးအလေးချင်းလေးရှိနေတယ်ဆိုလို့ရှိရင်ဒါဆရာတို့တန်းပြီးတော့နားလိုက်တာထက်စာရဲ့ အဝေးကြီးကို5မိနစ်လောက်ပြန်ကြည့်ပေးတော်မဟုတ်ညဘက်ဆိုလဲကောင်းကင်ကြီးကို5မိနစ်လောက်ပြန်ကြည့်ပေးဒီလိုလှုပ်စေခြင်း ਨੇ တော့ဘာလို့လဲဆိုတော့မျက်လုံးကြွက်သားလေးတွေကအနီးကိုကြည့်လို့ရှိရင်ဆွဲထားရတာတင်းထားရတာเนาะအဲ့အတင်းလိုက်ကြီးနဲ့အိတ်သွားမယ်ဆိုရင်ကလေးတို့အဆင်မပြေဘူးဒါအိတ်ရေးမဝဘူးမျက်စိတွေကြောင်းနေမှာအိတ်နိုင်မှုတွေဖြစ်တတ်တယ်အဲ့တော့အဝေးကြီးကိုပြန်ကြည့်လိုက်ရင်မျက်လုံးကြွက်သားလေးတွေကညော့သွားတာဖြစ်တဲ့အတွက်အဲ့ဒီကြတော့မှတတ်တောင့်တတ်တာဖြစ်ပြီးတော့သူဟိုကောင်းကောင်းလေးအိတ်နိုင်တယ် ုံမှန်မျက်စိကြည်လင်မှုကိုလည်းပြန်ရနိုင်မှာဖြစ်ပါတယ်ဒါအရင်ကြည့်ပါတယ်เนาะဟုတ်ပြီအတော့ဆရာတို့ကလေးကိုပြန်ပြီးတော့မျက်စိအားဖြစ်အောင်ဘာတွေချွေးကြမလဲပေါ့เนาะအဓိကတော့ဆရာတို့တဘာဝမှာရနိုင်တာအဝါရောင်ရှိသောအသီးနှံများအစိမ်းရောင်ရှိသောအသီးနှံများအနီရောင်ရှိသောအသီးနှံများဓာတ်တွေကိုပိုချွေးရမယ်เนาะဘာဖြစ်လို့ပိုချွေးရမလဲဒီထဲမှာဘာတွေပါလဲဆိုရင်ဒါဆရာတို့မျက်စိအားကောင်းစေတဲ့ natural carotenoids တွေပါတယ်เนาะဆရာတို့ beta carotene နဲ့ zeaxanthin တွေပါမယ်လူတင်းတွေပါမယ်เนาะဒီဓာတ်ကလေးတွေပါမယ် အဲကလေးကိုဆရာတို့ဓာတ်ထပ်ပို့ပြီးတော့ဖြစ်စေခြင်းနဲ့စိတ်ရှိတဲ့မိဘတွေเนาะဆိုတော့ဒါ academic purpose အတွက်သင်နေကြရတယ်เนาะစာသင်နေတဲ့ကလေးတွေဉာဏ်ရည်လည်းကောင်းစေခြင်းနဲ့ဆိုရင် DH ပါပါတဲ့အားစေးဒါမျိုးလေးတွေထည့်ပြီးတော့တိုက်ပြီးလို့လည်းရပါတယ်ဒီနေ့ဆရာပြောကြပေးခဲ့တဲ့ကလေးများနဲ့ screen time ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ကလေးမိဘတွေဘဝတုဒ္ဒအများကြီးရလိမ့်မယ်လို့ဆရာမျှော်လင့်ပါတယ်နောက်နောက်လည်းဆက်ပြီးတော့ဆရာဒီလိုဘဝတုဒ္ဒရမယ့်အကြောင်းအရာလေးတွေကိုပြောပြပေးသွားပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ဆရာဒေါက်တာဆိုင်မြတ်တို့ပါ